အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘာလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မုန်တိုင်းလွန်ရာသီဥတုသတင်းအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနည်းနေပါတယ်မနက်ဖြန်မွန်းတဲ့အချိန်ထိခန့်မှန်းချက်ကတော့မကွေးတိုင်းဒေသကြီးနဲ့ကယားပင်လယ်တို့မှာနေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျ ပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးမှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတိုင်းထွာကြများရနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအနေနဲ့မှာလှိုင်းအသင့်တင့်ရှိပါမယ်။ ။လိုင်းမြစ်မှာမြမကန်ရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့မုတ်တုံလေးအားနေနေပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့အချိန်ထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထချုံရပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီတဝိုက်အတွက်မနက်ဖြန်မွန်းတဲ့အချိန်ထိခံမှန်းချက်ကတော့မိုးအထင်တင်ထချုံရပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီတဝိုက်တွင်မနက်ဖြန်မုန်းတဲ့အချိန်ထိခံမှန်းချက်ကတော့နေရောင်ကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။အခုဆက်လက်ပြီးမြေကြီးအခြေအနေများကို တင်ဆက်ပေးသွားပါမယ်။မြေကြီးနားမြို့ရဲ့မြေဟာ6နာရီခွဲချိန်တိုင်းထွာချက်ရအပေါင်း52စင်တီမီတာတပေခွဲကျော်ခန့်ပြန်တက်ပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ဟာ28.8ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီးယနေ့အနေဆုံးအပူချိန်ကတော့15.9ဒီဂရီဆယ်စီယပ်ဖြစ်ပါတယ်ခင်ဗျာ။ ရေကြီးနားမြေဟာဆိုရင်ရေအမှန်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်694စင်တီမီတာ22ပေကွဲကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးအတက်ကျပုံမှန်အနေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။အေယာရီမြေထပ်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်။ရန်ဖန်ရန်ကအေယာရီမြစ်ဆုံထပ်ပိုင်းမှာနေရာကွက်ကြားမိုးတဲ့ထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြို့ရဲ့မြေကြီးကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရီမြစ်အထက်ပိုင်းမေခမြစ်နယ်မလိခမြစ်ဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်သာရှိနေပါတယ်အေရီမြေရိုးတစ်လျှောက်နဲ့ချင်းလွင့်မြေရိုးတစ်လျှောက်မြစ်ကမ်းနီးမြေနှိမ့်ဒေသများနဲ့မြေနူးကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ERR မြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ ပထမဦးစွာချင်းတွင်းမြေရေးအခြေအနေများကိုတင်ပြပေးသွားပါမယ်။9/10 2025ရက်နေ့ချိန်6နိုင်ခွဲချိန်တိုင်းထွာကြများရာခန်တီမြို့မြေရေးဟာ အနှုတ်3စင်တီမီတာတလက်မခန့်ထက်ကြပါဗျ။မုံရမြို့ရဲ့မြေရေးဟာအနှုတ်2စင်တီမီတာတလက်မခန့်ထက်ကြပါဗျ။ချင်းတွင်းမြေထပ်ပိုင်းမှာလက်တလုံးမှာမိုးအားအနှဲငယ်ရှိနေပါဗျ။ချင်းတွင်းမြေကြီးအတက်ကြပုံမှန်အနေထားခံမှာရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ ခန်းနီးမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဟုံမလင်းမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဖောင်းပြင်းမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မော်လိုက်မြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကလေးဝမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းကင်းမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကဏီမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မုံရမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ ဆက်လက်ပြီး ARD မြေရေးအခြေအနေများကိုတင်ပြပေးသွားပါမယ်။ဗမော်မြို့မှာမြေရေးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်တနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရွှေကူမြို့မှာမြေရေးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်ညပိုင်းမှာပြန်လည်မြင့်တက်နိုင်ပါတယ်။ကတာမြို့မှာမြေရေးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ထီးကြိုင်မြို့မှာမြေရေးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။တပေကျင်းမြို့မှာမြေရေးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ မန္တလေးမြို့မှာမြေကြီးအနှဲငယ်ထပ်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့မှာပြန်လည်ကျဆင်းနိုင်ပါတယ်။စကိုင်းမြို့မှာမြေကြီးအနှဲငယ်ထပ်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့မှာပြန်လည်ကျဆင်းနိုင်ပါတယ်။မြေမှုမြို့မှာမြေကြီးအနှဲငယ်ထပ်တန်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကျဆင်းနိုင်ပါတယ်။ပခုတ်ကူမြို့မှာမြေကြီးဖြည့်ဖြည့်ချင်းဆက်တန်နေပါဦးမယ်။ရောင်ဦးမြို့မှာမြေကြီးဖြည့်ဖြည့်ချင်းဆက်တန်နေပါဦးမယ်။ ချောင်းမြို့မှာ မြစ်ရေဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။မင်းမှုမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။မကွေးမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။အောင်လံမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။ပြည်မြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။စိတ်တာမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။ဟင်္ဒရာမြို့မှာမြစ်ရေအတက်ကြမရှိရပ်တန့်နေပြီးမနက်ဖြန်နံနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ ဇန်နုံမြို့မှာမြေကြီးအတက်ကြမရှိရပ်တန့်နေပြီးမလက်ဖြန်နဲ့နဲ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။အခုဆက်လက်ပြီးမိုးရေချိန်အခြေအနေများကိုတင်ဆက်ပေးပါမယ်။ယနေ့ညနေနဲ့ညပိုင်းချိန်ခါများမှာအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးစတဲ့ဒေသအများစုတွင်နေရာကွက်ကြားမှာနေရာအသင့်တင့်မိုးများများရွာသွန်းနိုင်ပြီးများသောအားဖြင့်အေယာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပသိမ်ခရိုင်၊မပူတော်မြို့နယ်၊လက်ပေါ်တာခရိုင်စတဲ့ဒေသများနဲ့ ။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ဒေသအများစုပါဝင်နိုင်ပါတယ်ခင်ဗျာ။မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်စတဲ့ဒေသများမှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်အနောက်တောင်မုတ်တုံလေအားအသင့်တင်ရှိပါမယ်။မြန်မာနိုင်ငံမှာတော့နေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်ဆက်တခုအော်တိုဘာလ9ရက်နေ့မနက်ပိုင်းနေတာကညနေညနေဆောင်နဲ့ညအုပ်ပိုင်းချိန်တို့မှာနေရာကွက်ကြားမိုးကြဲကြဲရွာပါမယ်။ အော်တိုဘားလ9ရက်နေ့မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး ကချင်ပြည်နယ်နေပြည်တော်တို့မှာနေတာပြီးတော့များသောအဖြစ်တာရပါမယ်။ထပ်မံပြီးတော့2025ခုနှစ်အော်တိုဘားလ9ရက်နေ့မိုးရွာသွန်းပေမြို့နယ်များကိုတင်ပြပေးသွားပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်မှာရှိတဲ့ညောင်လေးပင်ဒိုက်ဦးဝေါ်ကြောက်ကြီးကြောက်တကားပိန်းစလုံးကဝတနက်ပင် ရောင်ခါရှိတို့မှာညနေညနေ3:00နာရီနောက်ပိုင်းမိုးရွာပါမယ်။ ။အေယာဝတီတိုင်းဒေသကြီးတွေမှာရှိတဲ့ပသိမ်၊ငွေဆောင်၊ချောင်းသာ၊ဟင်းသရ၊ကျုံပျော်၊ဝါခေမ၊ဇလွန်၊မိမ့်မလှကျွန်း၊ရောင်တုံး၊မအူဝင်၊မော်ကျွန်း၊ငတိုင်းချောင်း၊ကံကြီးတောင်၊တာပေါင်း၊ကွင်းကောက်၊လေးမျက်နှာ၊တနုပြူ၊ကြောင်ကုန်၊ကျုံပျော်၊လက်ပုတ်တာအပူရောင်းနဲ့မြောင်းများမျိုးတို့မှာနေ့လယ်တနားရီနောက်ပိုင်းနေရာကွက်ကြားမိုးကြဲကြဲရွာပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ညနေ2နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ မော်မြင်နယ်တွင်းမှာရှိတဲ့မော်လမြိုင်၊မုတုံ၊ပောင်၊တထုံ၊ဘီလင်း၊ကြိုက်ထူ၊ချောင်းစုံ၊ရေလက်မိုင်းနဲ့တန်ဖြူစရက်မျိုးတို့မှာညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမိုးကြကြရွာပါမယ်။ကရင်ပြည်နယ်တွင်းမှာရှိတဲ့လှိုင်းဘွဲ့၊ဖအံ၊အိမ်ဒု၊မြိုင်ကလေး၊ပိုင်ကြုံ၊ကြုံတိုး၊ကြိုက်ထုံ၊ကော့ဂရိတ်၊တန်တောင်၊ကြိုင်စိတ်ကြီးနဲ့ဖျားသုံးသူတို့မှာညနေ3နာရီနောက်ပိုင်းနေရာကွက်ကြားမိုးကြကြရွာပါမယ်။ မကွေးတိုင်းဒေသကြီးတွေမှာရှိတဲ့မင်းတုံကြောက်ထုတရက်အောင်လံစီတုတ်ဒရာနဲ့စောရုံမှာညနေ2နာရီနောက်ပိုင်းမိုးရွာပါမယ်။မန်လီတိုင်းဒေသကြီးတွေမှာရှိတဲ့နေပြည်တော်မှာတော့နေတာပါမယ်။စကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်းနေတာပါမယ်။ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့လောက်ကိုင်းမူဆယ်မုံကိုလာရှူမိုးမိတ်မပိန်ကော့ခိုင်ကွမ်းလုံတောင်ကြီးကလောအောင်ပန်းပင်လုံး ညောင်ရွှေအင်းလေးနဲ့စီတိုင်းတို့မှာညနေ2နာရီနောက်ပိုင်းမိုးပပရွာပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်တွေမြောက်ဦးဘူးဒီတောင်ကြောက်တော်မအီရံပြေမောင်တော်တောင်ကုတ်တန်တွဲကွားနဲ့အန်းတို့မှာညနေ3နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ကချင်ပြည်နယ်အတွင်းမှာတော့နေတာပါမယ်။တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့တနင်္သာရီတဝဲလောင်းလုံးရေဖြူနယ်ပလောက်တို့မှာ ညနေ2:00နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ကယားပြည်နယ်အတွင်းမှာရှိတဲ့လွိုက်ကော၊ရှာတော်၊ဒီမောဆူ၊ဖရူဆူ၊မော်ချီတို့မှာမိုးရွာသွန်းပါမယ်။ချင်းပြည်နယ်အတွင်းမှာရှိတဲ့ဖလန်၊ဟာခါ၊စမီးနဲ့ပလောက်ဝါတို့မှာမိုးရွာသွန်းပါမယ်။ဆလဘီ2025ခုနှစ်အောက်တိုဘာလ10ရက်မှ21ရက်နေ့ထိမိုးလေဝသခန့်မှန်းချက်များကိုတင်ပြပေးသွားပါမယ်။ရခိုင်ပြည်နယ် အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပြီး နေရာကွက်ကြားမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ကချင်ပြည်နယ်မှာတော့နေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးအနှဲငယ်ကြီးနိုင်ပါမယ်။အော်တိုဘလာ73ရက်နေ့မှာစ၍များသောအဖြစ်တာယာပါမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနေရာချို့လိုမှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးနဲ့ငယ်မှာမိုးအသင့်တင်ရွာသွန်းနိုင်ပြီးမိုးနဲ့ငယ်ကြီးနိုင်ပါမယ်။အော်တိုဘာလ23ရက်နေ့မှာစ၍များသောအားဖြင့်တာယာပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းမန္တလေးတိုင်းဒေသကြီးတွေမှာရှိတဲ့နေပြည်တော်မကွေးတိုင်းဒေသကြီးချင်းပြည်နယ်အဆိုပါဒေသများမှာများသောအားဖြင့်တာယာပါမယ်။ မိုးနေငယ်မှမိုးတင့်တင့်နေရာကကြားမိုးရွာသွန်းနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ